င်္ဂလာပါ English for Learner YouTube နဲ့ TikTok Channel တို့ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။ဒီနေ့ဒီဗီဒီယိုမှာတော့ Diet and Nutrition with the Basic Survive တဲ့က8 paragraph survive ကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဆိုတော့သင်ခန်းစာလေးကိုစလိုက်ရအောင်။ also so ဒီ also ကတော့ additional idea ပါ congestion ပါရှေ့မှာ7 paragraph ကိုသင်ခဲ့ပြီအဲ့တော့7 paragraph survive အကြောင်းအရာ ਨੇ 8 paragraph အခုသင်မယ်8 paragraph survive အကြောင်းအရာဒီ7 paragraph နဲ့8 paragraph ကို combine လုပ်ပေးတာပါဆက်ပေးတာပါအဲ့တော့7 paragraph နဲ့8 paragraph နဲ့အကြောင်းအရာတူတဲ့အတွက်ကြောင့် target also ဆိုတဲ့ condition လေးကိုသုံးထားပါတယ် also ဒီပြန်လဲပဲ high cholesterol food ဆိုတော့ဒီမှာ high cholesterol ဒါက unit 1မှာသင်ခဲ့ပြီးပြီဆိုတော့ဒါစကလုံးနှလုံးကို combine လုပ်ထားတယ်သူကဘာလဲဆိုတော့ compound noun မှာ compound noun ဖြစ်ပါတယ် high cholesterol food cholesterol တဲ့များသောအစားအစာများ ကိုလစ်ထရောကိုလစ်ထရောတဲ့များတဲ့အစားအစာတွေကိုနောက်ကနေပြီးတော့ဆက်ချန်ဆိုပြီးတော့ဘိုင်နိုင်ရေးထားပါတယ်။ဘာတွေလဲဆိုတော့ fried foods fried foods စီနဲ့ကြော်ထားသောအစားအစာများဆိုတော့ဒီနားမှာတိထားရမယ်စကလုံးလေးက fry ဆိုတော့ဒီ fry ကအာ battery adjective ပါသူ့ရဲ့ verb 1က fry fry နဲ့ C အများကြီးနဲ့ကြော်ထားတယ် C နဲ့ကြော်တယ်ဆိုရင် try ဆိုတဲ့ verb ကိုသုံးပါတယ်ကဒီနေရာမှာတော့ဒါက battery adjective ပါ fry food C အများကြီးနဲ့ကြော်ထားသောအစားအစာများဘယ်လိုအစားအစာကြီးလဲဆိုတော့အာအာလူကြော်တွေကြက်ကြော်တွေအစားအစာတွေပြင်ပေါ့နော် C နဲ့ကြော်ထားတဲ့အစားအစာတွေ Okay နောက်တစ်ခုက food fat dairy product ဒီမှာလဲ food fat ကဒါကြတော့ compound adjective ဖြစ်ပါတယ်အဲ့တော့ food fat dairy product ဆိုတဲ့အဓိပ္ပာယ်ဟာအဆီဒက်ပြည့်ဝသော nutrient ပစ္စည်းများအဆီဒက်တွေ saturated fat ပေါ့နော်ပြည့်ဝစေအများကြီးပါတဲ့အဆီဒက်တွေအများကြီးပါတဲ့ nutrient ပစ္စည်းတွေဆိုတော့ဒါတွေဘာလဲဆိုတော့ဥပမာအဖြစ်ထော်ဘက်တွေ cheese တွေဒိန်းချင်တွေဒီလိုအစားအစာတွေပေါ့နော် and ပြီးတော့ red meat အနီရောင်အသားများဒါတော့ရှင်းပါတယ်အမေသားအမေသားတို့စိတ်သားတို့တိုးသားတို့ဒါတွေပြောတာပါဆိုတော့ဒါကဘိုင်နေရေးကြတာပါ such a fried food စီနဲ့ကြော်ထားတဲ့အစားအစာတွေ food fat dairy product အစီပြေဝတဲ့နူဒယ်ပစ္စည်းတွေ and your red meat အနီရောင်အသားတွေ such a ကဲ့သို့သော high cholesterol food cholesterol တက်များတဲ့အစားအစာတွေဟာ are linked to ဒီမှာ link to ဆိုရဲ buff ကိုသုံးထားပါတယ် are link to အဆက်ဆက်မှုရှိကြပါတယ်ချိတ်ဆက်မှုရှိနေပါတယ်ချိတ်ဆက်နေပါတယ်ဆက်ဆက်နေပါတယ်ဘာနဲ့ဆက်ဆက်လဲဆိုတော့ a higher risk of head disease a higher risk of head disease နှလုံးရောဂါဖြစ်ပွားမှုဘေးအန္တရာယ်မြင့်မားခြင်းနဲ့ are link to ဆက်ဆက်နေပါတယ်ဆိုတော့ဒီ high cholesterol food တွေအများကြီးစားမယ်ဆိုလို့ရှိရင် resort heart disease ပေါ့နော်နှလုံးရောဂါဖြစ်ပွားမှုဘေးရန်တရတီအများကြီးကြုံတွေ့နိုင်တယ်ဆိုတဲ့အတိတ်ပဲပါဟုတ်ပြီနောက်ထပ်ဝါကြကိုကြည့်ပါမယ် this food အဲ့ဒီအစားအစာတွေဟာအဲ့တော့ this food ဆိုတာ high cholesterol food ကိုပြောတာပါ this food အဲ့ဒီအစားအစာတွေဟာ are bad မကောင်းပါဘူး for us ကျွန်တော်တို့အတွက်မကောင်းပါဘူး because ဘာကြောင့်လဲဆိုတော့ they contain saturated fat ဒါပါလဲ saturated fat battery adjective ပါ saturated fat ပြည့်ဝသောစီပြည့်ဝစီတွေ they contain အဲ့ဒီအစားအစာတွေမှာပါဝင်တဲ့အတွက်ကြောင့် for ကျွန်တော်တို့အတွက် these food are bad အဲ့ဒီအစားတွေကမကောင်းပါဘူး therefore ဒါကြောင့် we must be careful we must be careful ဆိုတော့ဒီမှာ careful အဲ့ careful ကဒါ adjective ပါတတိရှိတော့ဆိုတဲ့အဓိပ္ပာယ်ကိုရတယ် careful ကိုဖြုတ်မယ်ဆိုရင်တော့ buff ရမယ် care care နောင်လေးသုံးလို့ရတယ်အဲ့ care ဆိုတဲ့စကားလုံးကို buff အနေနဲ့သုံးသုံးလို့ရတယ်လို့ now အနေနဲ့လည်းသုံးလို့ရပါတယ်ကဲဒီမှာတော့ careful ဆိုတဲ့ full ပေါင်းထားတဲ့အတွက်ကြောင့်မျိုးဒါက adjective ပါ therefore ဒါကြောင့် we must be careful ျွန်တော်တို့ကဂယုစရမယ်သတိထားရမယ် to avoid ခြောင်လွဲဖို့ရန်ခြောင်ချဖို့ရန် consuming food consuming food ဒါပါဂျရန်နောင်းမှာဂျရန်နောင်းကို object နေရာကရေးထားပါတယ် consuming food အစားအစာတွေစားသုံးခြင်းကိုဆိုတော့ consuming ဆိုတော့ buff ကိုတုံးထားပါတယ်ဆိုတော့ဒီနေရာမှာတခြားသောစားသုံးအစီဆိုတော့ buff တွေကိုတုံးလို့ရတယ်ဥပမာ having having food eating food အစာရှိစဖြင့်စသုံးသည်ဆိုရယ် verb တွေကိုသုံးလို့ရပါတယ် consuming food ဆိုတော့ဒီမှာရှေ့သင်ငန်းစာတွေမှာသင်ငန်းစာတွေကလိုပဲဒီနေရာမှာမြုပ်ထားပါတယ် that is high which is high ဆိုတော့အဲ့ဒါကို မြုပ်ထားပါတယ် high in sodium fat sugar and cholesterol high in sodium sodium ဓာတ်တွေအငန်ဓာတ်တွေအများကြီးပါတော့ fat အဆီဓာတ်တွေအများကြီးပါသော sugar တကြားဓာတ်တွေအများကြီးပါသော and ပြီးတော့ cholesterol cholesterol ဓာတ်တွေများစွာပါဝင်သော consuming food အစားအစာတွေစားသုံးခြင်းကို to avoid ခြောင်ရှားဖို့ရန် we must be careful ကျွန်တော်တို့ကတကယ်ကိုပဲတတိပြုရမှာဖြစ်ပါတယ်။ဟောပါပြီဒါဆိုရင် 8th paragraph ကိုအဆင်ပြေမယ်လို့ယူဆပါတယ်။ ကဲဒီမှာတော့ diet and nutrition with the basic survive ထဲက9 paragraph survive ကို standard analysis ပုံစံတုံးပြီးတော့ရှင်းပြမှာဖြစ်ပါတယ်9 paragraph nutrition ဟာရဒက်ဆိုတော့ is closely related to the environment ကဒီမှာ relate to related to ဆိုရယ် verb ကိုသုံးတာပါတယ်ရှေ့မှာတော့ကျတော့ link to ဆိုရယ် verb ကိုသုံးတယ်ဒီမှာ related to ပြီးနောက်ထပ်တစ်ခု associated with ဆိုတာတွေကအာဖလဲပြီးတော့သုံးလို့ရတယ် verb တွေပါ nutrition ဟာရဒက်ဆိုတာတဲ့ the environment ပုံဝင်ခြင်းနဲ့ is closely related to တကယ်ကိုပဲနီးနီးကပ်စွာတကယ်ပဲတကယ်ကိုပဲ related to ဆက်ဆက်နေပါတယ်ဆက်နွယ်ပတ်သက်နေပါတယ်ကဲဒီမှာနောက်ဝကြမှာဆိုလို့ရှိရင် तू က if clause ရေးထားပါတယ်ဒီ comma အထိပါ if clause ရေးထားတယ်အဲ comma ရဲ့နောက်မှာတော့ main clause ရေးထားပါတယ် if national institution national institution national institution ဆိုနိုင်အနိုင်ငံပိုင်းအဖွဲ့အစည်းတွေအာဏာပိုင်းအဖွဲ့အစည်းတွေအင်းပြီးတော့ local community ဒေသခံအဖွဲ့အစည်းတွေအာဏာပိုင်းအဖွဲ့အစည်းတွေနဲ့ local community ဒေသခံအဖွဲ့အစည်းတွေဟာ if fail to protect if fail to protect ကာကွယ်ဖို့တက်ွက်ခဲ့မယ်ဆိုရင်ဆိုတော့ဒီနေရာမှာ အဲ buff ကို negative buff ကိုတုံးထားပါတယ်ဆိုတော့ဒီနေရာမှာဘယ်လိုရေးလို့ရလဲဆိုတော့ positive buff ကိုတုံးပြီးတော့အဲ့ဒီ positive buff ကိုအငင်းလုပ်ပြီးတော့ရေးလို့ရပါတယ်ဒီပါဆိုလို့ရှိရင် if fail to protect ကာကွယ်ဖို့အဲပြက်ကွက်တယ်လို့ရေးချတယ်တကယ်လို့အဲ့လိုမရေးဘဲနဲ့အဲမကာကွယ်မကာကွယ်ခဲ့ဘူးဆိုရင်မကာကွယ်ပေးဘူးဆိုရင်အစရှိတဲ့ပြင်အဲ buff ကိုညင်းပြီးတော့လည်းရေးလို့ရပါတယ် if fail to protect ကာကွယ်ဖို့ပြတ်တောက်မယ်ဆိုရင်ဘာကိုကာကွယ်ဖို့လဲဆိုတော့ the environments around them သူတို့ရဲ့သူတို့ရဲ့အနီးအနားမှာရှိတဲ့ the environment ပတ်ဝန်းကျင်ကို if fail to protect ကာကွယ်ဖို့ပြတ်တောက်မယ်ဆိုရင်ဒါ if global ကဲ main global ကြည့်အောင်ဘာဖြစ်မလဲဆိုတော့ they are also thriving ကဒီနေရာမှာသိရမယ့်စကားလုံးက hope ဆို there are hope လို့ရေးထားတဲ့အတွက်ကြောင့်မို့ဒီ hope က now အနေနဲ့တုံးထားပါတယ်ဆိုတော့ hb hope ကို verb အနေနဲ့လည်းတုံးလို့ရပါတယ်ဒီမှာတော့ဒီဝက်ကြောင့်မှာတော့ now အနေနဲ့တုံးထားပါတယ်နောက်တစ်ခုက thriving children now မှာ of ရနောက်ကလိုက်ထားတယ် children now thriving ရှင်သန်ခြင်းလို့အတိတ်ပဲရပါတယ်သူ့ရဲ့ verb one ကိုလည်းမှတ်ထားပါမယ်သူ့ရဲ့ verb one by infinitive က thrive ve thrive ရှင်သန်သည်ဆိုတဲ့အတိတ်ပဲဦးရတယ် နောက်တစ်ခုက in the long run ဒါကတော့ ED ရဲ့အတုံးပါသူ့ရဲ့အတိတ်ပဲရရေရှည်လို့အတိတ်ပဲရတယ် where be dash ဒီမှာတော့ where be battery passive point နဲ့ရေးထားပါတယ် where be dash so အတိတ်ပဲလေးကြည့်အောင် they are also thriving in the long run in the long run ရေရှည်မှာ they are also thriving သူတို့ရဲ့ရှင်သန်ဖို့မျောလင့်ချက်တွေဟာ where be dash မိမိပြောက်ွယ်ရိုးရော်သွားမှာဖြစ်ပါဖြစ်ပါလိမ့်မယ်အဲ့တော့ National Institution တွေ Local Community ရပတ်ဝန်းကျင်ကိုကာကွယ်ဖို့ပြတ်တောက်မယ်ဆိုလို့ရှိရင်ရေးရှိမယ်ရေးရှိကြလို့ရှိရင်တရားဟောဆို thriving ရှင်သန်ဖို့မျှော်လင့်ချက်တွေ will be dash မိမိပြောက်ွယ်သွားမှာရိုးရော်သွားမှာဖြစ်ပါလိမ့်မယ်ကျွန်တော်တို့ကြောင့်ဆက်ကြည့်အောင် also ဒီပြင်လဲပဲ the human war လူသားတွေရဲ့ကဘာကြီးဟာ where suffer from ခံစားနေရပါလိမ့်မယ်ဆိုတော့ suffer နောက်က from ဆိုရက် proposition လိုက်ပြီးတော့သုံးပါတယ် suffer from ခံစားရတယ်အဲ့တော့ suffer from ဆိုရက် verb ကများသောအားဖြင့်ဘလို့အကြောင်းအရာတွေခံစားရလဲဆိုရင်သူက negative ပေါ့နော် negative sense မကောင်းတဲ့အရာတွေကိုခံစားရတယ်ဆိုလို့ရှိရင် suffer from the birth ကိုသုံးရင်မကောင်းတဲ့စိတ်ခံစားချက်တွေယောဂဝေဒနာတွေအဆရှိတဲ့ negative sense ရှိတဲ့အကြောင်းများတွေကိုခံစားရတယ်ဆိုလို့ရှိရင် suffer from the birth ကိုသုံးပါတယ်။ဟုတ်ပြီကြည့်အောင်ပါ။ Also deep in level the human war လူသားတွေရဲ့ကဘာက we suffer from ခံစားရလိမ့်မယ်ခံစားရတယ်ဘာလို့လဲဆိုတော့ food insecurity ဆိုတော့ဒီမှာသိရမယ့်စကားလုံးက insecurity ဆိုတာ insecurity ဆိုတာဒါနောက်မှာမလုံခြုံမှုလို့အဓိပ္ပာယ်ရတယ်။ in ပေါင်းထားပါတယ် in ဖြုတ်လိုက်မယ်ဆိုရင် security begin လုံခြုံမှုဆိုတဲ့အဓိပ္ပာယ်ကိုရတယ်။နောက်မှာအဲ့တော့သူ့ရဲ့ adjective က s e c u r e secure begin လုံခြုံသောဆိုတဲ့အဓိပ္ပာယ်ကိုရတယ်။ဆိုတော့ဒီစကားလုံးလေးကိုမှတ်ထားအောင်။အဲ့တော့ food insecurity အစားအစာဘေးကင်းမလုံခြုံမှုကို when suffer from ခံစားနေရပါလိမ့်မယ် forest တစ်တော်တွေဟာ brain ယူဆောင်ပေးတယ် many benefit ကောင်းကျိုးများစွာကို ယူဆောင်ပေးတယ် to the human world လူသားတွေရဲ့ကဘာကိုကောင်းကျိုးတွေအများကြီး brain ယူဆောင်ပေးပါတယ် being a heaven of biodiversity ဆိုဒီမှာ both way လောက်ထားပါတယ်ဆိုတော့ဒါကပတ်တံမှာ grammar ပါဘယ် grammar သုံးထားလဲဆိုတော့ဒီ unit 3မှာသင်ရတဲ့ participle phrase grammar ပါ participle phrase နဲ့ရေးထားတဲ့အဲဘာ participle phrase လဲဆိုတော့ present participle phrase present participle phrase ကိုသုံးပြီးတော့ရေးထားပါတယ်ကဲဒါကြတော့ forest ဆိုရင်နောက်က forest ဆိုရင် noun ရဲ့ information ကိုထပ်ပြီးတော့ပေးတာပါအဲ့တော့တစ်တော့တစ်တော့ဆိုတာဘာဖြစ်တယ်လဲတစ်တော့ရဲ့ information ကို ပေးတာဖြစ်တဲ့အကြောင်းမလို့ဒီနေရာမှာ present participle phrase ကိုရေးထားပါတယ်တကယ်လို့ being a having of biodiversity ဆိုရယ်စကားလုံးကိုဟုတ်နောက်ဆုံးမှာတွားပြီးတော့အဲရေးမယ်ဆိုလဲအဲရေးလို့ရပါတယ်ဒီမှာတော့ forest ဆိုရယ် noun ရဲ့ shape မှာကပ်ပြီးတော့ရေးတာကပို့ပြီးတော့မှန်ပါတယ်အဲ့တော့ participle phrase ရေးမယ်ဆိုလို့ရှိရင်သူညွန်းနဲ့ noun နဲ့ကပ်ရက်လေးရေးပြီးတော့ရေးတာကပို့ပြီးတော့မှန်တယ်ပို့ပြီးတော့ ဖော်ပြကြပါတယ်။ကဲဒီမှာ being a heaven of biodiversity heaven heaven ဆိုတော့ဒီမှာတော့နေထိုင်ကျဆားရလို့ပြောလိုက်မယ်။ biodiversity ဇီဝမျိုးစိတ်ဇီဝမျိုးစိတ်တွေရဲ့နေထိုင်ကျဆားရနေရာဖြစ်တော့အဲ့ဇီဝမျိုးစိတ်တွေနေထိုင်ကျဆားနေရာဘယ်နေရာလဲဆိုတော့ forest ဖြစ်တာပါ။အဲ့တော့နောက်က forest ရဲ့ information ပါ။အဲ့တော့ being a heaven of biodiversity ဇီဝမျိုးစိတ်တွေရဲ့နေထိုင်ကျဆားရနေရာဖြစ်လေရဲ့ဖြစ်တော့ forest တစ်တောတွေဟာအာဖြစ်ပါတယ်။ဘာဖြစ်သလဲဆိုတော့ an excellent sort of food an excellent sort of food အစားအစာတွေရဲ့အရင်းမြစ်ကောင်းမွန်သောအရင်းမြစ်နေရာတစ်ခုဖြစ်ကြပါတယ်။အဲ့တော့ source of food food ဆိုတော့ဘယ်လို food တွေလဲဆိုတော့နောက်ကဖိုင်တင်းတွေရေးထားပါတယ် by လဲဆိုတော့ mushroom စာမူတွေ ဘမ်ဘူးရှူဝမ်မြစ်တွေ nest အခွန်မာသီးတွေ berries berry သီးတွေ leaf တေးရွက်တွေအန်ပြီးတော့ tubers တေးဥတေဖူတွေ suggest ကဲသို့သော an excellent sort of food အစားအစာတွေရဲ့ကောင်းမွန်တဲ့အရင်းမြစ်နေရာတနေရာနေရာတွေနေရာတနေရာအာဖြစ်ကြပါတယ် ကျွန်တော်တို့ဆက်ကြည့်အောင် deforestation deforestation ဆိုတော့တတော်ပြုံးတည်ခြင်းဆိုတော့ဒီနေရာမှာသူ့ရဲ့စန့်ကျင်ဘက်စကလုံးလေးကိုတိထားမယ်အဲ့တော့ deforestation ကတတော်ပြုံးတည်ခြင်းသူ့ရဲ့စန့်ကျင်ဘက်စကလုံးကခြေရ AF လေးပေါင်းလိုက်မှာပါဒီနေရာမှာ AF လေးပေါင်းလိုက်မယ် afforestation so afor forestation ဆိုတာတတော်ပြုံးထောင်ခြင်းလို့အဓိပ္ပာယ်ရတယ်ဆိုတော့အဲ့ဒီစကလုံးလေးတိထားမယ် deforestation တတော်ပြုံးတည်ခြင်း forestation တတော်ပြိုးထောင်ခြင်းကဲဆက်ကြည့်အောင် deforestation တတော်ပြုံးတည်ခြင်းဟာ will lead to ဥတည်စေပါတယ်ဘာဥတည်စေလဲဆိုတော့ loss of biodiversity ဆိုတော့ဒီမှာ loss noun အနေနဲ့သုံးထားတဲ့ buff လဲသုံးလို့ရတယ်အဲ့တော့ loss of biodiversity ဇီဝမျိုးစိတ်တွေရဲ့ဆုံးရှုံးမှုကို will lead to ဥတည်စေတယ် and ပြီးတော့ loss of nutrition အာရတဲ့ဆုံးရှုံးမှုကို will lead to ဥတည်စေတယ် for many local community ဒီတော့ကံအဖွဲ့အစည်းများစွာအတွက် loss of biodiversity ဇီဝမျိုးစိတ်တွေဆုံးရှုံးခြင်း and ပြီးတော့ loss of nutrition အာရတဲ့ဆုံးရှုံးခြင်းအစရှိသည်တို့ကို will lead to ဥတည်စေပါလိမ့်မယ်ဟုတ်ပါပြီဒါဆိုရင် survive တွေကို နားလည်မယ်လို့ယုံကြည်ပါတယ်အဲ့တော့အာ YouTube ကကြည့်နေတဲ့ပရိသတ်တွေဆိုလဲ subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင် subscribe လေးလုပ်ခဲ့ပေးပါအဲ့တော့ TikTok ကို follow မလုပ်ရသေးဘူးဆိုလဲ follow လေးလုပ်ခဲ့ပေးပါတကယ်လို့နားမလည်တာတစုံတစ်ခုရှိခဲ့ပဲဆိုရင် comment box မှာရေးခဲ့လို့ရပါလေလို့ပြောရင်းနဲ့ဒီ video လေးကိုနှုတ်ဆက်လိုက်ပါတယ်